တယောက်ချင်းစီကံယူကျွန်တော်တို့ subscriber လေးနှိပ်ရတယ် subscriber လေးနှိပ်ထားခဲ့ပါဘောနော်ကျွန်တော်ရဲ့သို့တော် channel လေးကိုတကယ်လို့နှိပ်ပြီးသားညီကောင်မောင်နှမများလေးတွေလည်းနေနေပါ lưu lên anh em sống mình là nhà xe mà, mà tê đi đi đâm mà đi đi theo chiếc thì vào nó sau khi mà mình lưu lại những cái món món nhóm bài này theo chiếc thì vào ားလုံးပဲမင်္ဂလာညချမ်းပါနော်ကျွန်တော်ကြံ3ချိန်တော့ပေါ့နော်ကြံ3ချိန်တော့ကျွန်တော်ဖရိန်နဲ့အစ်စ်ပေါ့ဗျာ Facebook မှာတော့ကျွန်တော်မတင်ဘူးလေးဦးနော်အဲဒီဖရိန်ကလည်းကျွန်တော်ကနဦးတင်တယ်လို့ပဲကျွန်တော်တော့ထင်တယ်ပေါ့နော်အခြားဆရာများတင်ထားတာရှိရင်လည်း credit တွေပေးပါလေနော်နှစ်ဦးမှာကျွန်တော်တို့ဒါကတော့ live မှာပေါ့နော်10ခွက်ဆိုင်လေးဒါလက်ဆောင်လေးနဲ့ကြံ3ချိန်မှာဟိုထွက်လာနိုင်တယ်ထင်လို့ပေါ့နော်ဒါလက်ဆောင်လေးချပြတာ နှစ်ဦးမှာပရိင်္ဂါပေါ့နော်နှစ်ဦးမှာပရိင်္ဂါပရိင်္ဂါတိုင်းတော့ဆိုလို့နော်ပရိင်္ဂါတွေအများကြီးရှိတယ်နှစ်ဦးမှာပရိင်္ဂါအဲဒီထဲမှာကျွန်တော်တခုတော့ခါသုံးလုံးငါထဲပေါ့နော်၃နှစ်ဆက်ခါခါခါသုံးလုံးပေါ့နော်၆၃ည၉ငါအဲ့ငါကပရိင်္ဂါထွက်အဲ့ပရိင်္ဂါထွက်တာနဲ့အဲ့နှစ်ထဲမှာခွန်ခါခွန်ခါနှစ်ခါရိုက်ပေါ့နော်ခွန်ခါခွန်ခါနှစ်ခါရိုက်ခွန်ခါခွန်ခါနှစ်ခါရိုက်တာနဲ့အဲ့သူ့ရဲ့နောက်တစ်ညက်ပေါ့နော်နောက်တစ်ညက်ကျွန်တော်တို့ 2023မှာနောက်ပိတ်သုံးလုံးနှစ်ပေါ့နော်စီနီယံတော့မှာနောက်ပိတ်သုံးလုံးနှစ်အဲ့လိုနှစ်လို့ရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာခွန်ထိပ်စီနဲ့5ပါဝါ3ညပရိတ်တစ်ခွက်ထွက်တယ်ပေါ့နော်ဆယ်ခွက်ဆိုက်ကြီးဆယ်ခွက်ဆိုက်ကြီးပေါ့နော်ခွန်ထိပ်စီနဲ့3ညပရိတ်ထွက်တယ်အဲ့လို3ညပရိတ်ထွက်တဲ့မှာ तू ကခွန်လို့ကြပြီးရင်ပေါ့နော်ခွန်တစ်လုံးလို့ကြပြီးရင် तू ကသူ့အောင်မှာ9ရဲ့နှစ်ခက်ဒီနှစ်ဦးက9ပရိတ်ရဲ့နှစ်ခက်ခွန်အပါနဲ့ပရိတ်3တစ်ခွက်ထွက်တယ် 639ခွန်းခွန်းအပါနဲ့ပြိတ်သုံးပေါ့နော်အခုတော့ဖြစ်နေတာတော့ခါနဲ့နောက်ပိတ်ပဲဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တော့နောက်ပိတ်ကိုပို့ကြိုက်တယ်နော်အဲ့တော့ခွန်းနောက်ပိတ်နဲ့ဒါပြိတ်ဒါကတော့ခွန်းပါပြိတ်သုံးပေါ့နော်အဲ့မှာအဲ့ဒီထဲမှာလိုက်ထွက်တယ်တက်ကြံသုံးချိန်မှာပေါ့နော်အဲ့ဒီထဲမှာဒါခွန်းလည်းဒီမှာစထွက်တယ်ထွက်ပြီးတော့လည်းသူ့အောင်မှာနောက်တစ်ခါခွန်းတစ်လုံးနဲ့သူကခွန်းအပါနဲ့ပြိတ်သုံးပေါ့နော်ခွန်းမှသူကတစ်ခွန်းနဲ့သွားတာကျွန်တော်တို့ကဒီခါတော့တစ်ပြည့်မဖြစ်ဘူးပေါ့ဒါကကျွန်တော်ပထမတစ်ကပ်ပေါ့နော် ျွန်တော်မှန်ပါရုံကျွန်တော်မပြောလေဘူးဒီကောင်လဲဒုတိယကပ်ပေါ့နော်နှစ်ဦးမှာပရိငါသူ့အောင်နှစ်ကြိမ်သုံးကြိမ်မှာခါတူခါရိုက်တယ်နော်ခါတူခါရိုက်တာနဲ့ဒီနှစ်ဦးကပရိငါကိုသူကခါတုံးလုံးငါလို့ထည့်ထားတယ်ခွန်ခါ၈ခါ၃ခါခါတုံးလုံးငါပရိငါပေါ့နော်အဲ့လိုရိုက်ပြီးတော့သူကနှစ်ကြိမ်သုံးကြိမ်မှာခါတူခါငါပေါ့နော်ငါခါရိုက်ရိုက်ပြီးတာနဲ့သူ့ရဲ့နောက်တဲ့နေ့ကျွန်တော်တို့20 23 24မှာ9 3 4နဲ့နောက်ပိတ်3လုံး3000တယ်။သူကဒါနှစ်ပေါ့နော်ဒီမှာ3000တယ်။ ထောင်ပြီးတာနဲ့ဒီနှစ်ကြိမ်ကဒီ၅ခါ၅ခါကသူ့ရဲ့တစ်နှစ်ကျော်သွားကြမှာပေါ့နော်ဒီမှာကျွန်တော်တို့၅ထိပ်စီနဲ့ဘူပရိတ်တစ်ခွက်လိုက်ထွက်တယ်နှစ်ဦးကပရိတ်၅ရပါပါ၅ထိပ်စီနဲ့ဘူပရိတ်ထွက်တယ်အဲ့လိုထွက်တဲ့နှစ်ထဲမှာ၅ရဲ့နှစ်ခတ်ကိုကျွန်တော်တို့၃ပရိတ်ကိုလည်း၅ပါတဲ့ဒီ၅ခါ၅ခါကြောင့်တစ်နှစ်ကျော်မှာ၅ပါတဲ့ပရိတ်၃ဒီမှာထွက်တယ်ပေါ့နော်သူကတော့၅ခါနဲ့အဲ့ပရမသုံး၅လို့ပေါ်ပြီးမှသူက၅ပါတဲ့ပရိတ်၃ထွက်တာနော်ဒီမှာ၅တလုံးပြန် စော့တယ်ပေါ့ဗျာငါးရဲ့အောက်မှာပေါ့နော်ဒီငါးခန်းငါးခါကြောင့်ငါးပါတဲ့အောက်မှာသူကငါးပါနဲ့ break သုံးလိုက်ထွက်တယ်လို့ယူဆတာပေါ့နော်အဲ့လိုလေးပေါ့ဒါကဒုတိယကတ်ပေါ့ဒါဆိုကျွန်တော်တတိယကတ်ပေါ့နော်ဒီနှစ်ဦးတစ်ချိန်မှာဒါနှစ်တစ်နှစ် break ငါးပေါ့နှစ်ချိန်သုံးချိန်မှာပဲသုံးခါဒီသုံးခါရိုက်တယ်ဒီနှစ်ဦးက break ငါးကိုပဲသူကသုံးခါတစ်ခါတစ်ခါနဲ့ခါသုံးလုံးငါးလို့ထည့်တယ်ထည့်ပြီးရတယ်သူ့ရဲ့နောက်တစ်နှစ် 20နဲ့23 24မှာဇောင်းပေါ့เนาะနောက်ပိတ်သုံးလုံး4လို့ထောင်းလို့ပေါ့ဗျာနှစ်သုံးညနှစ်နဲ့နောက်ပိတ်သုံးလုံး4ထောင်းထောင်းပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့ကဒီမှာ3ခါကို3ခါကြောင့်တစ်နှစ်ကျော်မှာ3အပါနဲ့ပြိတ်သုံးပြိတ်သုံးညတော့မှာတော့3ထိပ်စီနဲ့ပြိတ်သုံးညဒီမှာလိုက်ထွက်တယ်เนาะဒီက3ခါကို3ခါဒီက3ည5ပြိတ်ကြောင့်5ရပ်ပါပါ3ညပြိတ်ပေါ့เนาะ3အပါနဲ့3ထိပ်စီနဲ့ပေါ့เนาะဘူပြိတ်လို့ထွက်တယ် အဲ့လိုထွက်တဲ့နေထဲမှာသူကသုံးလို့ချကြတယ်ဒီမှာတော့ကြတာပေါ့ဗျဒါပေမဲ့သူ့အောင်မှာသူကတက်တဲ့တွဲကြလာတော့ကဒီမှာ31တွဲတယ်တွဲပြီးတော့နေအဲ့အောင်မှာသူကသုံးအပါနဲ့ဒီ၅ပရိရဲ့နှက်ခတ်သုံးပရိဆိုပြီးထွက်တယ်ပရမကတ်တွေမှာကနောက်ပိတ်ခါတွေပဲသွားတယ်နော်ဒီနှစ်ဦးကပရိ၅ကြောင့်ဒီ၃ခါသူ၃ခါကြောင့်တစ်နှစ်ကျော်မှာသုံးအပါနဲ့ပေါ့နော်အဲ၅ပရိရဲ့နှက်ခတ်သုံးပရိလည်းလိုက်ထွက်နေတယ်လို့ယူဆရတယ်ပေါ့နော်ဒါကတတိယကတ်ပေါ့ ဒါဆိုကျွန်တော်စထောက်ထကန်အနေနဲ့နှစ်ဦးမှာပရိင္းပေါ့နော်ဒီမှာကျွန်တော်တို့ပရိင္းအောင်မိန်နေမှာဒီနော်ငါးတစ်ကိုမှာပရိင္းနှစ်ကြိမ်သုံးကြိမ်မှာတစ်ခါကိုတစ်ခါအဲ့တစ်ခါကိုတစ်ခါကိုပရိင္းအောင်မှာသူကိုးခါငါးခါကျွန်တော်တစ်ခါနဲ့ခါသုံးလုံးငါးလို့ထည့်တယ်ထည့်ပြီးတာနဲ့သူ့အောင်မှာတစ်ခါကိုတစ်ခါလို့ရိုက်ပြီးတော့အဲ့တစ်ပေါ့နော်နောက်ပြီးတော့စော့မယ်အဲ့သူ့ရဲ့နောက်တစ်နေ့မှာလည်းကျွန်တော်တို့33 9 20 23 24မှာနောက်ပိတ်3လုံး9လို့ဖြစ်တယ်ဖြစ်ပြီးမှသူ့ရဲ့နောက်တစ်နေ့မှာတစ်ထိတ်စီးနဲ့ ်ဘူဘရိတ်ဆိုပြီးဒီမှာထွက်တယ်ပေါ့နော်တချို့အာထိုးတဲ့သူတွေကျွန်တော်၄၅တက်လဲ16ချိန်မှာမွေးသီးတင်ပေးခဲ့တာပဲနော်၄၅တက်ကျွန်တော်အဲမှာတက်၄၅ပေါ့နော်မွေးသီးထွက်သွားတယ်အဲ့တော့တက်တက်လို့ပေါ်လာခြင်းကြောင့်ဒီနေ့ထဲမှာတက်ကလည်းဒီတစ်ချိန်ပေါ်လာတာဆိုတော့အဲ့တက်လို့ပေါ်လာခြင်းကြောင့်သူ့အောင်မှာကျွန်တော်တို့ကဒီအပါနဲ့ပြိတ်တော့ဒါထွက်နိုင်တယ်ပေါ့နော်တက်မှလာခဲ့ရင်ကျွန်တော်နောက်ပိတ်ကိုပူကြိုက်တယ်တက်ထိပ်သည်တစ်ချိန်ပဲခေါ်ထားတာဖြစ်တဲ့အတွက်ဒါတက်ထိပ်သည်ဒီတစ်ချိန်နဲ့ပြီးသွားမလားပေါ့ပြန်သုံးချိန်မှာထပ် ထွက်ပါမလားဗောနော်ဒါကတော့ဘေးသက်ကဆုံးဖြတ်ဗောကျွန်တော်နှစ်စာပိုင်းမှာတော့ Facebook ပေါ်လည်းမှာကျွန်တော်တစ်တစ်ကြီးတစ်ချိန်ကြာမယ်ဆိုတော့ပြောပြီးသားဗောနော်အဲ့တော့တစ်အပိတ်တစ်အပိတ်เนี่ยကျွန်တော်ကတော့ပူပြီးတော့နှစ်သက်တယ်ဗောနော်အဲ့ဒီမှာကျွန်တော်တို့အဲဗရိတ်ဗရိတ်သုံးကိုဆက်ကွက်ကြီးထိုးမှာပြင်းတယ်မထိုးချင်ဘူးဆိုရင်ကျွန်တော်အခြေပြောပေးမယ်ဆိုရင်ကျွန်တော်ကဒီဘွဲမှာဆိုရင်သူက၈၄၁ကိုကြိုက်တယ်ဗောနော်၈၄၁တဲ့ဗောနော်နောက်ပြီးတော့9ခွန်1ခွန်9တဲ့ဗောအဲ့သုံးခွန်ဗောနော် ိုက်သုံးွက်ထိုးကြည့်ပေါ့ရှစ်လေးတတဲ့9ခွန်ရှစ်9ခွန်တ9 5ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့1ချင်းဖြစ်သွားတာတင်9ခွန်ပရိတ်3ကိုအကွက်ရှိနေဘူးတနည်းနည်းနည်း3နှစ်ကျော်ကပရိတ်3ဆိုဒီတစ်ခွက်ပဲရှိရပြန်အဲ့ကောင်ကိုကျွန်တော်တို့အော်ဒီထုတ်ထိုးတာပေါ့နော်1ချင်းဖြစ်သွားတယ်ညောင်9ပိတ်နဲ့ထိုးတာပြီးခဲ့တဲ့ဘက်က9ပိတ်နဲ့အော်ဒီထုတ်တာပေါ့နော်ကျွန်တော်ရှေ့ပေါင်းရှင်းနဲ့ပရိတ်3အဲ့ဒီကမှကျွန်တော်တို့3နှစ်ကျော်ကအရွှေ့လိုက်ဆိုပြီးတော့ကျွန်တော်တို့ထုတ်ခဲ့တာပေါ့နော်အဲ့မှာ ခွန်တက်ခွန်ငါတက်ပေါ့နော်အဲ့လိုလေးထိုးကြည့်ပေါ့တက်နောက်ဘိတ်နဲ့ပိုနှစ်သက်တယ်ပေါ့ဗျအဲမိမိကြိုက်နှစ်သက်လို့ထိုးကြည့်ရင်လည်းပတ်လေပဲထိုးလို့ဘယ်လိုပဲနော်အဲ့တော့မိမိသဘောပေါ့ကျွန်တော်အကြိုက်ကိုပြောရမယ်ဆိုရင်တက်နောက်ဘိတ်နဲ့ကြံသုံးချိန်မှာကြံသုံးချိန်ဆိုရင်မဒီချိန်မှာကိုထွက်နိုင်တယ်ပေါ့နော်တက်လို့ပေါ်လာပြီးရောက်တက်ဒီဘက်မှာဆင့်ပေါ်မယ်ဆိုရင်ဗရိတ်သုံးနဲ့ပေါ်နိုင်ပါတယ်လို့ကျွန်တော်ကတော့သုံးသက်တယ်ပေါ့နော်ဒါတက်ကြိုက်တဲ့လူတွေအတွက် ဟုတ်ပြီကျွန်တော် YouTube ဆိုတော့ video file ကကျွန်တော်မိနစ်30လောက်ဆိုရင်မကောင်းတော့ဘူးเนาะအဲ့တော့နောက်တစ်ဆက်သွားမယ် Facebook လို့ကျွန်တော် site ကြာကြီးပြလို့မရဘူးเนาะဒီမှာကျွန်တော်တို့ရှင်းတော့ပဲ၃ခက်ပေါ့เนาะအဲ့လိုရိုက်တဲ့နေ့ထဲမှာသူက16ချိန်မှာ6ခါတိုင်း9နောက်ပဲ18ချိန်3နောက်ပဲ14ချိန်မှာ6ခါဇောင်းခွန်ရိုက်ပေါ့เนาะအဲ့လိုရိုက်ပြီးတော့အဲ့နေ့ထဲမှာသူက၄ချိန်စီးလို့ထွက်တယ်ပေါ့ဗျာ၄ချိန်စီးရဲ့တစ်နှစ်ကြုံမှာ၄ စိတ်စီနဲ့ဗရိတ်လေးထွက်တယ်ဗောနော်ဗရိတ်ကစီနံတော့မှာဒီ၄၀ကြီးကြောင့်ဗရိတ်လေးထွက်တယ်လေးထိပ်ကြီးကဗရိတ်လေးထွက်တဲ့နေရာမှာပုံတည်ဗောနော်ဒီလေးထိပ်ကြီးနဲ့ထွက်တဲ့ဗရိတ်လေးကသူ့ရဲ့နောက်တစ်ညမှာလိုက်ထွက်တယ်အဲ့လိုထွက်တာနဲ့သူကဒီလေးထိပ်ကြီးနဲ့ဗရိတ်လေးထွက်တဲ့နေထဲမှာတော့ကိုးချိန်မှာ၄ပိတ်သူ့အောက်ဆောင်မှာ၉ခါသူ့အောက်ဆောင်မှာ၉ခါဗောနော်သူ့ရဲ့ညာဘက်ပေါ်ဆောင်မှာကိုးချိန်မှာ၁တက်ခွနဲ့၁ပိတ်နဲ့ကို၄ဖြစ်တယ်ဗောနော်အဲ့လိုဖြစ်တာနဲ့သူက၄အပိတ်၄အပိတ်လို့ရိုက်တယ် ဟုတ်တယ်ရှစ်၆တင်းမွေးကနားကျွန်တော်၄၅တင်းအာလို့လည်းပြောပါတယ်နော်အကွက်ရွှေကျွန်တော်က၄တင်းအခွားနဲ့ပေါ်မယ်ထင်တာဟုတ်၄၅တင်းပေးတာအဲ့မှာတစ်ထိတ်စီ၄ခါတိုင်းနဲ့သွားတာကျွန်တော်တင်းမှာပေါ်ရင်၄နဲ့တွဲမယ်လို့ပဲကျွန်တော်ထင်တာလေအဲ့မှာကျွန်တော်နှစ်စာပိုင်းမှာလည်းပြောတယ်ကျွန်တော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တည်းလေတင်းလေးရှစ်ပါတယ်အဲ့ဒါတွေကတော့ပြန်ပြမနေတော့ဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော် YouTube profile မိနစ်30ကျော်ရင်မကောင်းဘူးအဲ့အတွက်၄ဘိတ်၄ဘိတ်လို့ရိုက်တယ်အဲ့ဒီဇောင်းမှာတော့ပြန်ရကြတယ်နော်ပြန်ရကြတယ်အဲ့ဒီထဲမှာပြန်ရကြတယ် လေးဘိတ်လေးဘိတ်ရဲ့ဆောင်းမှာပြင်ရကြတယ်ဒါပရမတ်ကက်ပေါ့ဗျဒါပြနေကြလိုင်းဆိုထားလိုက်မှာနော်အဲ့မှာကျွန်တော်တို့ပြီးခဲ့တဲ့ဘွေအကွက်ရွှေကဒါ၃ဂျင်ပေါ့နော်ဆက်၃ဂျင်၃ပေါ့ဒီ၃လုံးပေါင်းချင်းသူက၄ပေါ့ဗျာထိပ်စီးနှလုံးနဲ့နောက်ပိတ်နဲ့၃လုံးပေါင်းချင်း၄ဖြစ်တယ်အဲ့လိုဖြစ်တာနဲ့သူ့အောက်မှာထွက်တဲ့၄၅နှစ်ကကျွန်တော်တို့ဗရိတ်ပြစ်ပေါ့နော်ဒီတစ်နှစ်ကျော်မှသူကတစ်ပရိတ်၆ပရိတ်ကိုအဲ့တစ်ပရိတ်၆ပရိတ်ကိုတစ်ပရိတ်၆ပရိတ်ပေါ်ဖို့ရတဲ့တစ်ပရိတ်အရင်ခံရမယ်အဲ့တစ်ပရိတ်ကလည်းကျွန်တော်တို့ဒီ၃လုံး၄ 5 4 5ပေါ့နော်သုံးလုံးပေါင်းချင်း4ရအောင်မှာ tip break ရိုက်ပြီးမှာ6 break ရိုက်မှာပေါ့အဲ့လိုမျိုးယူဆတာပေါ့နော်ဒီ tip break ကပဲနှစ်နှစ်ကလာလဲဆိုတော့သူ့ရဲ့ပဲပဲတနည်းနည်းနည်း3မိနစ်ကျော်ကလာခဲ့တဲ့ကောင်းပေါ့နော်အဲ့လိုမျိုးရွှေပြီးမှာသူ့အောင်မှာ break 6ဆိုပြီးကျွန်တော်ကဖမ်းတာဟုတ်ဒါပြီးသွားတဲ့ဟာပေါ့နော်အခုလိုရင်းတော့4 break 4 break အောင်မှာပြန်ကြကြရတယ်အဲ့ညထဲမှာနောက်ပြီးမှာကျွန်တော်ဆက်ကစားမယ်နော်ဒါပြန်ကြပဲပထမတစ်ချက်ဖြတ်မယ်ဒုတိယအကက်မှာလည်း24ချိန်မှာ6နောက်ပိတ်ပေါ့နော်အိုင်းနေထဲမှာ16ချိန်မှာ9ခ18ချိန်မှာ သုံးမိတ်ပေါ့နော်16ချိန်မှာခွန်ဖိတ်ပေါ့ကိုးခွန်သုံးမဲ့ချိုးတယ်14ချိန်မှာကိုးခဆောင်းခွန်ဖြက်ပေါ့နော်အဲ့ဒီထဲမှာလဲသုံးထိပ်စီရဲ့တစ်နှစ်ကျော်မှာ၄ထိပ်စီနဲ့ဗရိတ်သုံးတစ်ခွထွက်တယ်ထွက်တာနဲ့သူ့ရဲ့နောက်တစ်နှစ်ကိုအဲ့ဒီကနေကပြန်ထွက်တယ်ပေါ့နော်အဲ့ဒီ၄ထိပ်စီနဲ့ဗရိတ်သုံးထွက်တဲ့နေထဲမှာ6ချိန်မှာ3အပိတ်8ခါ8ခါပေါ့နော်သူဆောင်မှာခွာလေးနဲ့6အပိတ်နဲ့3လို့ဖြစ်တယ်အဲ့လို3လို့ဖြစ်တဲ့နေထဲမှာသူ3အပိတ်3အပိတ်ဗရိတ်လေးလို့ရိုက်တာနဲ့သူဆောင်မှာအဲ့ဒီကနေကပြန်ကြပေါ့နော်6ခုနှစ်ကို ကျွန်တော်တို့ပြန်ကြပေါ့နော်ဒါပြန်ကြဖမ်းတဲ့ line ကြီးအဲ့ညချက်မှာပဲသူကစော့မိကရဘက်ကစော့တယ်ဟာပေါ့နော်ဒီမှာသူက3ကြောင်မလို့6ထိတ်နဲ့တထိတ်6ပိတ်နဲ့3လို့ဖြစ်တာနဲ့သူ့အောင်မှာကျွန်တော်တို့ကဗရိတ်နှစ်ထွက်တယ်တနည်းကျော်ဒီနှစ်ဗရိတ်ပေါ့နော်၄ချိန်နှစ်ဗရိတ်အော်ငါးချိန်မှာခွန်ဘရိတ်ကိုနှစ်ဘရိတ်ခွန်ဘရိတ်ကိုဒီမှာနှစ်ဘရိတ်ထွက်တယ်ထွက်မှသူ့အောင်မှာခွန်ဘရိတ်ဆိုပြီးယူဆတာပေါ့နော်အဲ့တော့ဒီနှစ်ဘရိတ်ကဘယ်ရလာလဲဆိုတော့တနည်းနှစ်နှစ်သုံးနှစ်ကျော်လာခဲ့တဲ့နှစ်ဘရိတ်ကျွန်တော်တို့ဒီမှာ လေး၃၅ဘောเนาะအဲ့နှစ်ဘရိတ်ကိုဒီမှာနှစ်ဘရိတ်ရွှေ့တယ်အဲ့လိုရွှေ့မှသူ့အောင်မှာခွန်ဘရိတ်လို့ယူဆတာเนาะဒါကကျွန်တော်တို့အယူဆကိုပြောပြတာအဲ့အကွက်ရွှေ့ဖြစ်တဲ့အတွက်ထိုးလို့ရလေးတယ်ဆိုတာကိုပြောပြချင်တာเนาะဟုတ်ကဲ့ပါလို့ဒါဆိုကျွန်တော်တတိယ gap ဘောเนาะ24ချိန်မှာ10နောက်ပိတ်16ချိန်မှာ6ခါတိုင်း9နောက်ပိတ်18ချိန်3နောက်ပိတ်14ချိန်မှာ6ခါဆောင်းခွန်ဖြစ်အဲ့ဒီတဲ့နှစ်ထိပ်စီးလို့ရိုက်တာ ਨੇ သူ့ရဲ့တနည်းကြော်မှာ၄ထိပ်နဲ့ဘရိတ်နှစ်ထွက်တယ်ထွက်ပြီးတော့ ਨੇ သူ့ရဲ့အဲ့၄ထိပ်နဲ့ဘရိတ်နှစ်ကနောက်တစ်နှစ်ကိုပြန်ကူးတယ် ူးတာနဲ့ဒီလေးထိပ်ဒီပရိနေထွက်တဲ့နေထဲမှာသူက၉ချိန်မှာနှစ်ပိတ်သူဆောင်မှာခွန်ခါသူဆောင်မှာခွန်ခါသူ့ရဲ့အဘက်ပေါ်ဆောင်မှာ၆တုံညာအခွားနဲ့၆ပိတ်နဲ့နှစ်လို့ဖြစ်တယ်အဲ့လိုဖြစ်တာနဲ့အဲ့နေထဲမှာနှစ်အပိတ်နှစ်အပိတ်ပရိလေးရဲ့တောင်းမှာကျွန်တော်ပြန်ကြဆိုပြီးတော့ဒီမှာရဲရဲစော့ခဲ့တယ်ပေါ့နော်ပတ်လည်ပြတ်သွားတော့မတက်နိုင်ဘူးမှန်ပါ main hall တစ်ခွက်ထဲထုတ်တာ၃ဟာ6ကိုကျွန်တော်တို့က936 653အဲ့လိုတဲ့နှစ်ခွက်ထုတ်ပေးတယ်ပေါ့နော်အဲ့မှာပတ်လည်ထိုးတဲ့သူတွေပေါက်ကြတယ်ပေါ့ဗျာ မင်းရောတကွက်သေးပတ်လေထိုးတဲ့သူတွေတော့ပေါက်တာပေါ့နော်အခြားကနန်းကတော့ကျွန်တော်တို့စုစုပေါင်းပုံမှန်ခုနှစ်ကွက်လောက်ပို့တယ်တခါတလေမှာ၈ကွက်၉ကွက်ထိရောက်တယ်ပေါ့နော်အရင်ထဲမှာမင်းရောတော့ဘယ်တော့နေနေတကွက်သေးပဲရွေးတယ်နော်အဲ့တော့ဒီ၃၅၆ပြန်ကြကျွန်တော်တို့ဖမ်းပေးတာရခဲ့တယ်အဲ့နှစ်ထဲမှာလည်းသူကကျွန်တော်တို့နှစ်ကြောင်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီ၈ရှိကိုရှိမှာပေါ့နော်ဒီတုံးလုံးကျွန်တော်တို့နှစ်ဖြစ်တာ6ရှစ်ရှစ်မှာနှစ်ဖြစ်တာအဲ့လိုဖြစ်တာ ਨੇ သူ့အောင်မထွက်မယ်ကနန်းကဟိုတနှစ် ျော်လေးချိန်ကဒီ၃ break ရှစ် break ကိုကျွန်တော်ဒီမှာနှစ်ပွဲဆင့်ရိုက်ချင်တာဗောနော်ဒီမှာ break သုံးရိုက်ဒီပွဲမှာရှစ် break all the ထိုးတော့မှာဗောဗျာအဲ့တော့ရှစ် break ကတော့ဒီမှာ၃ break မြိုက်တဲ့အတွက်ကျွန်တော်ပါစင်းစလောက်ပဲပါတော့မှာဗောနော်အဲ့တော့ဒီမှာထွက်မဲ့ကနန်းကကျွန်တော်ယူဆတာကတနည်းနှစ်နှစ်၃နှစ်ကျော်က break သုံးဆိုရင်ဒီခွန်းတင်၅တခွက်ပဲရှိတယ်အဲ့မှာ၅ကလည်းကောင်းနေဗျာကျွန်တော်တို့အဲ့ငါးတိတိရလည်းကောင်းတယ်။တော့ငါးဘိတ်ဆိုင်တွေရောအခြားကနန်းတွေရောဗောနော်။ဘရိတ်၃တွေအခြားလိုင်းတွေရောအဲ့တော့ခွန်တင်၅ဆိုပြီးတော့ မမအော်ဒီယူပေးတာပေါ့နော်အဲ့မှာကျွန်တော်တို့တွတ်ဖြစ်သွားတယ်အဲ့ဒါကတော့ထားလိုက်တော့ပြီးသွားပြီနော်အဲ့တော့ဒါအကွက်ရှိကိုထိုးကျင်နေတယ်ဆိုတနေ့နေ့နေ့၃နေ့ကျော်ပရိသုံးဆိုဒီတကွက်ပဲရှိတာအဲ့အောင်မှာမှာပရိရှိထွက်မှာလို့ယူဆတာပေါ့နော်အဲ့တော့ဒီနေ့ချိန်မှာလဲအဲ့ခွန်တင်ငါ့ကိုဒါမှမဟုတ်ကျွန်တော်တစ်ပါပရိသုံးထွက်ရင်အဲ့ဒီကနန်းကိုလဲစိတ်မချလို့အဲ့မှာဒီနေ့ပွဲမှာထိုးလို့ခိုင်းတယ်အဲ့တော့ဒီနဘွဲထွက်သွားရင်ဒီဘွဲမှာ shift break ထိုးကျင်တာဒီဘွဲမှာ break အဲ့ခွန်တင်ငါပတ်လေထွက်ရင်ဒီဘွဲမှာ shift break ထိုးကျင်တာဒါကထိုးကျင်နေဟာကိုပြပေးတာเนาะ ိုက်တော့ကျွန်တော်တို့ဟုတ်ပြီဒီလေးပိတ်လေးပိတ်ဗလီလေးရဲ့ဆောင်မှာပြန်ကြကြတယ်အဲ့ညထဲမှာသူက9လို့စရိုက်တာပေါ့နော်9ဆန်လေးလည်းကျွန်တော်ပြောခဲ့ပါလေ9လို့စရိုက်တာကကျွန်တော်တို့အဲကျွန်တော်6ကြိမ်မှာ9ဆန်စရိုက်တယ်ပေါ့နော်အဲ့မှာ9ဆန်လည်းကျွန်တော်6ဘက်ထိရေးထားတယ်ဗျမရေတော့မရေတော့ဘူးနော်အဲ့လိုပဲ9ကိုလည်းကျွန်တော်တို့အလုံးကြွေနဲ့စော်တာဒီမှာ9တလုံး9တလုံးပေါ့နော်ကျွန်တော်ဒီမှာ9နှလုံး3လုံး4လုံး5လုံး6လုံး 6လုံးပေါ့နော်ဒီခုနှစ်လုံးမြောက်လို့ပေါ်တော့မယ်ဆိုရင်ခုနှစ်လုံးမြောက်ဒီမှာပေါ်တယ်ဗျာခုနှစ်လုံးမြောက်လို့ပေါ်တော့မယ်ဆိုသူ့အောင်မှာ9ကနောက်ထပ်ဆက်မကစားတော့ဘူးနော်အဲ့တော့9ခုနှစ်လုံးမြောက်ပေါ်တော့မယ်ဆိုရင်ကျွန်တော်တို့ကသူ့ရဲ့အပေါ်မှာကျွန်တော်တို့က6ထိပ်ပေါ့နော်စီနီယံတော့မှာ6ထိပ်3ထိပ်2ထိပ်ထိပ်စီ3လုံး4လို့ဖြစ်ရမယ်ကိုထိတ်လည်းဖြစ်ရမယ်ထိတ်သုံးလုံး၄လို့လည်းဖြစ်ရမယ်အဲ့၄တဲ့ဒီ၄ဘိတ်၄ဘိတ်ဒီကြောင်းเนาะအဲ့တော့ထိတ်သုံးလုံးကလည်းကျွန်တော်တို့က၄ဖြစ်ရမယ်ကိုအပိတ်လို့ကိုထိတ်စီရဲ့အောက် မှငါကျွန်တော်တို့ခုနှစ်လုံးမြောက်ပေါ်တယ်လို့ယူဆတယ်ပေါ့နော်အဲ့လိုဖြစ်ဖို့လည်းသူ့ရဲ့ဘေးမှာနောက်ပိတ်သုံးလုံးကခွန်လို့ပုံတည်ရရမယ်ခွန်သုံးခွန်နဲ့နောက်ပိတ်သုံးလုံးပုံပုံတည်ပေါ့နော်ရှစ်ခွန်သုံးနဲ့နောက်ပိတ်သုံးလုံးရှစ်ရှစ်ရဲ့ခွန်ရဲ့ပေါ့နော်နှစ်မျိုးပေါင်းရင်တော့၅ဖြစ်တာပေါ့ဗျအဲ့သူ့အောက်မှာမှကျွန်တော်တို့ကဒါကျွန်တော်တို့အဲ865လို့ထွက်တယ်ပေါ့ဗျာဒါက865ထွက်တာပဲထားအောင်เนาะခဏအောင်ပြီးကြမှာတစ်ခါပြန်ရှင်းအောင်ဆိုဘာလို့လဲဆိုတော့ဇက်ရည်လေအောင်လို့เนาะ အဒုတိယကတ်မှာလည်းကျွန်တော်တို့ကဒီမှာ၃ဘိတ်၃ဘိတ်ဗရီလေးရဲ့ဇောင်းမှာပြန်ရကြတယ်ပြန်ရကြပြီအဲ့ညစ်ထဲမှာသူက၅တန်စထွက်ရင်ခွန်ရှစ်တွဲနေဖြစ်တာနော်သူကခွန်ရှစ်တွဲရလဲတွဲနေတာကျွန်တော်၆ချိန်မှာခွန်ရှစ်တွဲ၅တန်စပေါ်တာ၅တန်စပေါ်ပြီးဆိုတော့ခွန်ရှစ်တွဲနေပေါ်တာအဲ့ညစ်ထဲမှာအပေါ်မှာ၅တန်လုံးဝမစော်ဘူးအဲ့တူကကျွန်တော်တို့က၅ကိုလည်းအဲ့ညစ်ထဲမှာဘယ်နှလုံးစော်လဲဆိုရင်ကြည့်မယ်တစ်လုံးဒီမှာ၂လုံး၃လုံး၄လုံး၅လုံးဒီမှာ၆လုံး၆လုံး ပေါ်ပြီပေါ့နော်ခုနှစ်လုံးမြောက်ပေါ်တော့မယ်ဆိုရင်သူ့အပေါ်မှာဒီမှာ6ထိပ်ပြီးတော့6ရက်ကြီးရဲ့3ညထိပ်3ည3ည3ပေါ့နော်ထိပ်ကြီး3လုံး3လို့ဖြစ်တယ်ဖြစ်ပြီးမှသူက9 9လုံးမြောက်ပေါ်တာပေါ်ပြီးရင်သူ့အပေါ်မှာ9ကမရှိတော့ဘူးနော်အဲ့တော့သူ့ရဲ့ဘေးတိုင်မှာလဲသူကနောက်ပိတ်3လုံးခွန်းနောက်ပိတ်3လုံးခွန်းကိုဒီကနေပြီးတော့ကျွန်တော်ပြန်ပေါင်းမယ်ဆိုရင်နောက်ပိတ်3လုံးက8ဒီ3လုံးခွန်းဒီ3လုံး8အဲ့ခွန်း8တွဲရဲ့ဘေးမှာမှကျွန်တော်တို့က9က9လုံးမြောက်ကစားခဲ့တာ အဲခုနလုံးမြောက်ကစားတဲ့အချိန်မှာလဲရိုးရိုးရှင်းရှင်းလေးပြအောင်မယ်ဆိုရင်တော့ဒီမှာ665 break 6ထိတ်ကို break 6ဒုတိယကတ်3ညထိတ်ကြောက်65တွဲနဲ့ break 3ညဒါကတမျိုးဟုတ်ပြီနော်ဒါကကျွန်တော်တို့ကငါးနဲ့ပတ်သက်လို့ကစားခွက်ကိုဒီဘွဲမှာဒါချပြတာပေါ့နော်အဲ့တော့ကျွန်တော်တတိယကတ်အနေနဲ့ဒီမှာနှစ်ပိတ်နှစ်ပိတ်ပရိလေးရဲ့ဆောင်းမှာဒါပြန်ကြလဲကြခဲ့ပြီပေါ့နော်အဲ့ဒီထဲမှာလဲကျွန်တော်အပေါ်မှာ9000ကျွန်တော်မစော်ဘူးပေါ့နော်အဲ့တော့9000 6ကြိမ်မှာစော့တယ်ကျွန်တော်ကတော့ audio ထုတ်တာက 684နဲ့689အိုက်ပွဲက9တန်တော့ဖြစ်မယ်ရှစ်ခွန်တွဲကြီးပဲပြီးလောက်ဘူးဆိုပြီးတော့ထုတ်တာဗောနော်အဲ့မှာ68ခွန်ကြီးထွက်တော့9တန်8ခွန်တွဲနဲ့ပဲတွဲလာအဲ့တော့ကျွန်တော်တို့ကအဲ့ဒီထဲမှာ9အလုံးကြီးကိုစော့နေတာဗောနော်ဒီမှာ9တလုံးဆင်းတယ်ဟိုဒီမှာ2လုံးဒီမှာ3လုံး4လုံး5လုံးဒီမှာ6လုံးပြီးကြတဲ့ပွဲပြီးသွားပြီ6လုံးပြည်ရတယ်ကျွန်တော်တို့9လုံးမြောက်ကိုကစားကြတယ်9လုံးမြောက်ကစားဖို့ရဒီ3ချိန်မှာတစ်ချိန်ကစားရမှာဆိုတော့ကျွန်တော်ဒီပွဲကိုသွားပြီးတော့ကြိုက်နေတာဘာလို့လဲဆိုတော့ကျွန်တော်9 3ရက်တစ်ထိပ်ဒီမှာတစ်ထိပ်တစ်ထိပ်ကိုထိပ်ရုံလုံးနှစ်ကလည်းဒီမှာရိုက်တယ်ဗျာ ဟုတ်ပြီနော်တင်းနှစ်ကိုသုံးလုံးပေါင်းခြင်းကလည်းနှစ်ဖြစ်တယ်အဲ့လိုနှစ်ဖြစ်ရုံနဲ့ကျွန်တော်တို့ဟုတ်ပြီလားဆိုမဟုတ်သေးဘူးသူ့ဘေးမှာလည်းဒီမှာတစ်ဘိတ်သုံးဘိတ်သုံးဘိတ်ကလည်းခွန်ဖြစ်နေတယ်အဲ့ခွန်ကမှ तू ကနောက်ဘိတ်သုံးလုံးကလည်းဒီမှာရှစ်လို့ရိုက်ထားတယ်၄၁၃နဲ့သုံးလုံးပေါင်းခြင်းရှစ်လို့ရိုက်ထားခြင်းကြောင့်သူ့အောင်မှာသူရိုးရှင်းလေးနဲ့၈၆၅၉ဘိတ်ပေါ့နော်နောက်ပြီးတော့96 996ပေါ့ဗျာအဲ့မှာ3ညပြည့်ဒီမှာ1ပြည့်ရိုက်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ ပိတ်ကြတစ်ထိတ်ကြောင့်တစ်ပရိတ်လို့ရိုက်မယ်ဆိုရင်96တွဲနဲ့ဆိုရင်ကျွန်တော်တို့က650အဲ sorry 960ပေါ့နော်960ဒဲဆိုပြီးတော့ကျွန်တော်တို့အဲရိုးရှင်းရိုက်မယ်ဆိုရင်960ဒဲတစ်ခွက်ကြိုက်တယ်ပေါ့နော်အဲ့ကောင်ကဘာလို့အဲ့လိုမျိုးရိုးရှင်းရိုက်လဲဆိုတော့သူ့ရဲ့ဘေးနဲ့မှာ brake ကို brake ကိုတစ်ခွက်ကို865ဆိုပြီးတော့သူက brake ကိုတစ်ခွက်ထွက်တယ်ဗျအဲ့ကဏ္ဍပေါ့နော်အဲ့ဒီဘက်ဘေးမှာလည်း969ရဲ့ဘေးဘက်မှာလည်းသူက866ပေါ့နော်866တွဲနေပဲဒီမှာ866ဘူးဘရိတ်ထွက်တယ်ဗျာ ဲ့တော့ဒီမဟုတ်တတိယကတ်အနေနဲ့လည်းသူ့ရဲ့ဘေးနေမှာ break တစ်ကို86ခွန်ဆိုပြီးတော့ထွက်ထားခြင်းကြောင့်ရိုးရှင်းမဲ960ပြီးရင်ပြီးသွားနိုင်တယ်။မွေးကနန်းလည်းကျွန်တော်နှစ်ဆပိုင်းတင်ထားတဲ့အိုက်ကနန်းဘာလို့အိုက်ကနန်းကိုမွေးကနန်းတင်ဘူးလဲဆိုတော့ကျွန်တော်တိုက်ဆိုင်တာပေါ့နော်ဒီ၄ထိပ်စီ၄ထိပ်နဲ့ break လေးရဲ့ဘေးမှာထွက်ထားတဲ့ဒီ၄၅2ကသူ့ရဲ့တစ်နှစ်ကျော်မှာနှစ်ခါတောင်ပြန်ထွက်တယ်လို့ကျွန်တော်ပြဘူးတယ်နော်ဒီမှာလည်းအဲ့လိုပဲကျွန်တော်၃ထိပ်စီးရဲ့တစ်နှစ်ကျော်၄ထိပ်စီးနဲ့ပရိတ်၃ကသူ့ရဲ့နောက်တစ်နှစ်ကိုထွက်လို့သူ့ဘေးက ဒီ630ကတနှစ်ကျော်မှာနှစ်ခါတော့ထွက်ဘူးလေအဲ့တော့ကျွန်တော်တို့ကဒီမှာနှစ်ထိပ်စီလေကြောင်းနှစ်လေးထိပ်နဲ့ဗရိတ်ညက်ထွက်တယ်အဲ့ကနေနောက်တစ်နှစ်ကိုထွက်တော့သူ့ရဲ့ဘေးလိုက်ကဒီ635ဆိုတဲ့ကဏ္ဍကဒီဘက်မှာနှစ်ခါတော့ထွက်နိုင်တယ်ဆိုပြီးတော့ကျွန်တော်နှစ်ဆပိုင်းကြီးမှာငွေကဏ္ဍဖြစ်နေပေးခဲ့ဘူးတဲ့ဒီဘက်မှာတိုက်ဆိုင်နေလို့ချပြတာပေါ့နော်အဲ့တော့နောက်တစ်မျိုးကကျွန်တော်စဉ်းစားတာကနောက်တစ်မျိုးပေါ့နော်နောက်တစ်မျိုးစဉ်းစားတာကထွန်ရကျွန်တော် မကြိုက်ဘူးဗျမကြိုက်ဘူးပြီးခဲ့တဲ့ဘွယ်ရတယ်နည်းနည်းစိုက်နေစုံနေလို့ကကျွန်တော်တင်ပြီးတာနော်ထွိုင်းမင်းမင်းနေလို့တင်ပြီးတာကျွန်တော်ပြီးခဲ့တဲ့ဘက်ကမန်မာထဲမှာထွိုင်းမထည့်ဘူးကျွန်တော်ထွိုင်းကြိုက်တဲ့ထဲမှာကျွန်တော်မပါဘူးနော်မထွက်ဘူးလို့တော့မဆိုလိုဘူးဒါမှကျွန်တော်ကထွိုင်းကတစ်နှစ်နေလို့တစ်ခါထွက်တဲ့ခဏမဟုတ်တဲ့တော့ကျွန်တော်ကအဲ့ထွိုင်းကိုသိစိတ်ဝင်တာဟုတ်နော်အဲပြီးခဲ့တဲ့ဘွယ်ကလည်းမေးတဲ့သူများလို့အဲမေးတဲ့ကတောင်းဆိုလို့နေဘူးလန့်ပေးတာဒီမှာ၉၃နှစ်ပေါ့နော်၃လုံးပေါင်းချင်း၄ဖြစ်တယ် ဲ့လေးဖြစ်တာနဲ့သူ့အောင်မှာကျွန်တော်တို့ကဒီ6 6 5မှာ5အပါနဲ့ကျွန်တော်တို့ဗရိတ်ကူးကိုမှသူကဖြစ်နိုင်ရည်တစ်ခုရှိတာကဒီမှာ၄ပိတ်၄ပိတ်ရဲ့ဇောင်းမှာပြန်ညကြတယ်ကြတော့လေသူ့အပေါ်ကဒီ၄ထိတ်ကြောင်းဒီ၃လုံးက၃လို့ရိုက်တယ်ဒီ၄ကိုပဲသူကဒီ၉၃ဟိုပါပေါ့နော်ကျွန်တော်ဒီ၂၃၉၃လုံးပေါင်းချင်း၄လို့ဖြစ်တဲ့အချိန်မှာဒီမှာ၈ခါ၃ခါ၃ပိတ်နဲ့၄လို့ဒီမှာ၈ပေါင်း၄နဲ့ ျွန်တော်တို့ဗရိတ်ကူးထွက်တယ်လို့လည်းတမျိုးယူဆလို့ရတယ်เนาะဒါဆိုဒုတိယကတ်မှာလည်းဒီမှာ3ပိတ်3ပိတ်ရဲ့ဇောင်းမှာပြန်ကြကြတယ်ကြတော့လည်းသူ့အပေါ်ကဒီ၄ထိတ်ကြောင်၄ထိတ်နဲ့ဒီ3လုံးက3ဖြစ်တယ်ဒီ3ထိတ်ကြောင်ပေါ့เนาะ3လုံးပေါင်းရင်3ဖြစ်တယ်အဲ့ဒီ၄ကလည်းသူကဒီ3လုံး၄လေးတာပေါ့ဗျာကျွန်တော် ရှေ့မှာဆိုလို့ဒီမှာလည်းဒီ၄ထိတ်ကဒီ3လုံးက၄လေးတာဒီ3ထိတ်ကြောင်၄နဲ့ရှေ့ပေါင်း9နဲ့ဟို3ဖြစ်ပြီးမှပြန်ကြကြတယ်ဒီမှာလည်း3ထိတ်ကြောင်ရှေ့ပေါင်း9နဲ့ဒီ၄ထိတ်နဲ့ဟို3ဖြစ်ပြီးမှပြန်ကြကြတာအဲ့ဒီ၄ကဒီ3လုံး၄လို့ပေါ့နော် ဲ့တော့ဒီ၄ကြောင့်ပဲကျွန်တော်တို့ကဒီ၃ညထိတ်နဲ့ဒီ၃လုံး၃ဖြစ်တဲ့ချိန်မှာဒီအပေါ်ကကိုးခါနဲ့ဒီနောက်ပေါင်းကားနဲ့၄ကဲလို့ဒီမှာရှေးပေါင်း၄နဲ့ကျွန်တော်တို့ဗရိတ်၃ညထွက်တယ်လို့လည်းတနည်းယူဆတာပေါ့နော်အဲ့တော့တတိယကတ်မှာလည်းကျွန်တော်တို့ဒီနှစ်ပိတ်နှစ်ပိတ်ဗရိတ်၄ရဲ့ဆောင်မှာပြန်ညကြတယ်ကြတဲ့ချိန်မှာကျွန်တော်ရှေးပေါင်း၉နဲ့မှာဖမ်းဘူးနော်အဲ့မှာ၆ထိတ်ကျော်ဒီ၃လုံး၆ဖြစ်ရမှာဒီမှာ၈ထိတ်ခံတဲ့အတွက်ရှေးပေါင်း၈နဲ့ကျွန်တော်က၅၃၆လို့ထုတ်တယ် ဒါမတက်နိုင်ဘူးပေါ့လေကျွန်တော်ထိတ်စီးနောက်ပိတ်အနေရထိုင်ရွေးတဲ့အချိန်မှာလွဲချုံမှုပေါ့နော်ဒီရှစ်ထိတ်ကလည်းသူ့ရဲ့တစ်နှစ်ကျော်မှာဒီသုံးလုံးကရှစ်ထားလို့ဒီရှစ်ထိတ်ဝင်မှာဒီရှစ်ပေါင်းရှင်းနဲ့6ဖြစ်ပြီးမှဒီ6ထိတ်ကိုဒီသုံးလုံး6ဖြစ်ပြီးမှပြန်ကြကြသွားတာအဲ့တော့ဒီကျွန်တော်တို့ရှစ်ကိုပဲအခုဒီသုံးလုံးပေါင်းချင်း2ဖြစ်တဲ့အချိန်မှာသူက6ခါ5 4ခါ5ပိတ်နဲ့သုံးလုံးပေါင်းချင်း8ထားလို့ဒီရှစ်ပေါင်းရှင်းနဲ့ပြန်ကြဖြစ်မှာဆိုရင်ကျွန်တော်တို့က9လဲပါမယ်ဗျာ9 အဲ့တော့ရှေးပေါင်းရှေ့ဆိုရင်933တကွက်ပဲရှိတော့တာဗောနော်တဲ့ဗောအဲဒါလေးကိုကျွန်တော်ပြချင်တာဗောနော်933အဲနောက်တစ်ခုကတော့ကျွန်တော်တို့ဒီဘက်နှစ်ဒီထဲမှာကျွန်တော်တို့အလွယ်လေးဗောနော်ဘလူဖန်အခုမှ20မိနစ်ဆိုရပါလိမ့်ရနော်20မိနစ်ဆိုတော့ရပါလိမ့်ရကျွန်တော်တို့အဲဒီကိုင်းလေးမှာ3ဗရိတ်3ဗရိတ်3ဗရိတ်ဒီကနေ့စာမထင်နော်အဲဒီကနေ့စာမယ်ဒီနှလုံး3ပေါ့ဗျာ 6ခန်းနဲ့ခွန်ပိတ်နဲ့၃နောက်ပိတ်၃လုံး30ပုံတွေရိုက်ပေါ့နော်ရိုက်ပြီးမှသူကဒီ6ခန်းဒီရှေးပေါင်း6လို့ရိုက်ပြီသူရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့အဲ့3ပရိတ်ကြောင့်3ခန်းလို့စပေါ်တော့မယ်ဆိုရင်ဒီတစ်ချိန်မှပေါ်တာเนาะတစ်နှစ်လုံးမှမှတစ်ချိန်မှပေါ်တာအဲ့နောက်ပိတ်ဒီထိတ်စီးနဲ့သွားနေတယ်အဲဒါလေးရလေဒါနှစ်ကုန်ကန်ကြီးကိုသတိပေးရင်းနဲ့ပေါ့နော်ဒီ6ခါးနဲ့ခွန်အပိတ်နဲ့သုံးခဲ့တယ်နောက်ပိတ်သုံးလုံး30ရိုက်တယ်ဒီ6ခါးဒီရှေးပေါင်း6နဲ့ပရိတ်သုံးထွက်ခဲ့လို့အဲ့ပရိတ်သုံးကသူ့ရဲ့နောက်တစ်နှစ်မှာ3ခါး တချိန်မဲကြာတဲ့ချိန်မှာတုံးအပိတ်ဒီတုံးထိတ်စီနဲ့ထွက်ခဲ့တယ်ဒါကပထမတကဒါလေးကစီပေါ့နော်ဒုတိယနှစ်မှာလည်းသူကဒီရှစ်ခါနဲ့ငါးအပိတ်နဲ့သုံးတယ်နောက်ပိတ်သုံးလုံးက30ပေါ့ဗျာအဲ့လိုရိုက်ပြီးဒီရှစ်ခါဒီရှေးပေါင်းရှစ်လို့ရိုက်ချင်းကြောင့်ဒီရှေးပေါင်းရှစ်နဲ့ပလိတ်သုံးထွက်တဲ့ကဏန်းကနောက်တစ်နှစ်မှာ သုံးခါလို့ဝင်မယ်ဆိုရင်တစ်ချိန်မဲဝင်တာနော်သုံးခါလေအဲ့နောက်ပိတ်ဒီထိတ်စီရိုက်နေတယ်ဒါလေးကလည်းတိုက်ဆိုင်နေရပါဘောနော်ငါးအပိတ်ဒီငါးထိတ်နေတာ